ခကျွန်တော်ညီကိုတကယ်ညမဲဆိုရယ်ကျွန်တော်မနေ့ကတော့လည်းကျွန်တော်ခဏန်ကတော့အကောင်လုံးအခွေကိုကျွန်တော်ဒါ PC ကျွန်တော်ပြောပြခဲ့ပြီးသားဖြစ်တယ်ပေါ့နော်ဒီနေ့အကျိုးနဲ့ဒါထွက်ပြီးမြင်ရပြီဆိုတော့ကျွန်တော်တို့ဒါပြန်ပြီးတော့စီစစ်သုံးသပ်ပြီးတော့ကျွန်တော်ဒါပြန်ပြီးတော့လာရေးပေးခြင်းဖြစ်တယ်ဒီမှာကတော့ကျွန်တော်ဆော့ဝဲမှာတော့မတင်သေးဘူးပေါ့နော်ခဏန်တော့မတင်သေးဘူးအဲဒါမဲ့96နဲ့35ပေါ့နော်96နဲ့35တစ်ဖက်ကကျွန်တော်ကြည့်ပြီးသွားပါပြီအဲ့တော့အဲကျွန်တော်ညီကိုတကယ်ညမဲဆိုရယ်ကိုကျွန်တော်ပြောချင်တာက အခုအလဲဒီဓမ္မကြီး၄ကိုဒီဒါကျွန်တော်တို့ဒါပါဝါတစ်စုံဖြစ်ခဲ့ပြီအဲဒီမှာလေး၈၃နေတယ်ဒီမှာပါဝါတစ်စုံဖြစ်ခဲ့ပြီတူဒီပါဝါကိုသူ trigger အနေနဲ့ခြားတယ်ယခုစက်ကိုင်းဒီကနန်းကို trigger အ break ကို trigger အနေနဲ့ခြားတတ်တယ်ဆိုတော့မိတ်ဆွေတွေမြင်မှာသိမှာဖြစ်ပါတယ်เนาะအဲ့တော့သူတို့ဒီမှာလောက်ခဲ့စဉ်ကာလာတုံးကဒီဟာ၃ဒီဟာ၃နဲ့ဒီကို၃မှာသူ trigger ဖြစ်ခဲ့တယ်ဆိုရင်ဒီလေးဒီကိုဒီဒါဒီနေ့မှာ100%ဒါသူဒီဒါအောက်ကို trigger ဖြစ်အောင်လို့သူတို့သွားတော့မဲ့ပုံစံရှိတယ်ဗောနော်အဲ့တော့ အထောက်ဒီဒီမှာ၃၄ဒီဒါညီကိုဖြစ်တယ်ဒီမှာလေး၃ဒီလည်းဒါညီကိုဖြစ်တယ်ညီကိုဖြစ်ရင်ဖြစ်တဲ့လောက်နှစ်ရက်တွင်းဆင်းတာမိတ်ဆွေတွေလည်းတီးပြီးသားဖြစ်မှာပါနော်အဲ့တော့ဒီမှာကြည့်ပါဒီက၂၃ဒီလည်းညီကိုဖြစ်ထားတယ်ဒီက၃နှစ်ဒီလည်းဒီမှာညီကိုဖြစ်ထားတယ်အဲ့တော့ကျွန်တော်ရဲ့အခွေ အပြည့်ဒီအဲ၃နော်အဲ၃၄၈ပေါ့နော်၃၄၈ကိုနှစ်ပါထက်ခွေမှာအဆင်ပြေပါမယ်နှစ်ဒီလည်းညီကိုဖြစ်နေတာဖြစ်တဲ့တော့ပေါ့နော်အဲ့တော့အဲ့ဒါကိုအပူပါနဲ့ထိုးပြီးတော့ကျွန်တော်တို့ကဒီက လေကိုတစုံကိုပါဝါနဲ့ပေါ့နော်ဒီကိုဒီကိုတရိကန်အနေနဲ့သူဆင်းมาဖြစ်တဲ့အတွက်လေကိုဆိုတဲ့ကဏ္ဍကိုလည်းကျွန်တော်ကပြန်ပြီးတော့ထိုးစေချင်သေးတယ်ခင်ဗျာပြန်ရပါတော့ညာလည်းပဲယခုဆက်ကိုင်းဒီအရန်ကိုမှညစ်တယ်ကျွန်တော်ကမင်းကတော့ကဆိုရင်မိတ်ဆွေတွေမြင်ပါပါနော်ကျွန်တော်အဲဒီကနေပြီးတော့ဒီကို၈ဒီကို၈ဆိုရင်ဒီကို၈အဖြောင်းမှု၈ထိတ်နဲ့ဒီဟာ၃ဒီဟာ၃ပိတ်ကိုဒီကို၃ပိတ်နဲ့ကျွန်တော်က83ပြန်ကြပါနော်ကျွန်တော်ရဲ့လူရင်းနေဆိုသိပါတယ်ကျွန်တော်83ပြန်ကြမဖြစ်မနေထိုးပါဘာဖြစ်လို့လဲဆိုတော့ သူ့ရဲ့ညစ်မဲ့ပုံစံကအဲ့ဒီလိုပုံစံပြနေလို့ပေါ့နော်ကျွန်တော်တို့83ကိုမဲလိုက်တဲ့ချိန်မှာသူကဒီမနက်ကကိုလေးကိုပဲသူကပါဝါ2ပါဝါပေါ့နော်ဒီမှာပါဝါဒီမှာပါဝါဒီမှာပါဝါဆိုပြီးတော့ပါဝါ3ကတော့သူကပြန်ပြီးတော့ရှိုက်သွားတာပေါ့နော်အဲ့တော့ဒီနေ့တနေကုန်မှာလဲပါဝါကိုသူနောက်ထပ်တစ်ချိန်အောက်ဖက်ကိုပြန်ပြီးတော့ရှိုက်နေပါသေးတယ်ဒီဒီနေ့ချိန်မှာပေါ့နော်အဲ့ဒီပါဝါကိုမှဘာနဲ့ပြန်ရိုက်မလဲဆိုရင်လေးတို့ကိုတို့နဲ့ပဲသူရိုက်မယ်ဆိုရင်ဂျိန်းနေပေါ့ကိုလေးဆိုတဲ့အကွက်ကမဖြစ်နေထည့်ဦးထိုးရမှာပေါ့နော်ပြန်ကြပေါ့နော် ။ဒါကြိုက်ရင်လည်းထိုးမကြိုက်ရင်လည်းတချို့ကတော့မဖြစ်နိုင်ပါဘူးလို့ပြောရင်ပြောလိမ့်မယ်။ယခုစက္ကန်ကအရန်အဲ့ဒီလိုလောက်ရတာတွေကိုသူကအရန်ကိုကြိုက်နေတယ်။ဒီမှာဒီလေ6 6ဖြစ်တာဖြစ်တဲ့အတွက်6နောက်ပိတ်ကြောင့်မလို့ကျွန်တော်တို့ဒီလေ၄ကိုပတ်ပြီးပြကျွန်တော်ကပြန်ရပါတယ်နော်။အချိုကနန်းရဆိုရင်6နောက်ပိတ်ထားတာဖြစ်တဲ့အတွက်လေကိုပတ်ပြီးတကောကောင်းသည်29ဆိုတဲ့ကနန်းပေါ့နော်။29ကတော့ကျွန်တော်ဒါမဲနေတာကြာပြီပေါ့နော်။ဒါသူ့တာမထွက်သေးတာကတော့ဟောဒါကျွန်တော်မနေ့ကဆိုလဲဒါ62တကောကောင်းပေါ့နော်။62နဲ့69နဲ့တကောကောင်းဆို64ဆိုပြီးသူကပြန်ချသွားတာပေါ့နော်။အဲ့တော့ဒီနေ့မှကျွန်တော်ပြောချင်တာကလေကိုထိတာတွေကိုတင်ထုတ်ပါ 3849နှစ်ဒီခွေဘူးအမှားဖြစ်ပါတယ်เนาะအဲ့တော့အားလုံးပဲထိတိမိမိပောက်ပါစေရပါစေအောင်ပါစေခင်ဗျာ